တိမပေးပဲရုတ်တရက်လက်ထပ်သွားပြီလို့ထင်ခံနေရတဲ့အစီတူဝင်နဲ့ဝင်းရမုံနိုင်ပရိသတ်များအလုံးမဲမိလာပါရှင်ကျမတို့ရဲ့ channel ဒီမှာကြိုဆိုလိုက်ပါတယ်စီတူဝင်နဲ့ဝင်းရမုံနိုင်တို့နှစ်ယောက်ချစ်တူတွေဖြစ်နေကြပြီလို့တန်ဝင်ချပြပြောဆိုထားခြင်းမရှိပါဘူးဒါပေမဲ့ပြီးကြတဲ့လပိုင်းလောက်ကထုံးလိုက်တဲ့ MRT ဖို့ဇလန်တွေတွေမှာနှစ်ယောက်ကရန်ကုန်လိုက်ဖက်တာကြောင့်အခုလိုတဘောသူတွေတူတွေများလာကြတာပဲဖြစ်ပါတယ် စီတီဝင်းရဲ့ဝိယမုံနိုင်တို့ကဇန်နတွေတွေမှာပြောဆောင်တယ်လို့မတင်အားလောက်အောင်ကိုတဘာဝစနေခဲ့ရပါစီတူဝေးရလေရွရွရဲ့အတန်ဖိုင်တချို့ထွက်လာပြီးတဲ့နောက်အချီကြီးကိုမစင်စားတော့ပဲတယောက်တည်းသားအေးအေးဆေးဆေးနေထိုင်နေရဖြစ်ပါတယ်။ဝင်းရမုံနိုင်ကလည်းအပြိုကြီးမမဖြစ်နေတဲ့အတွက်နေအောင်လုံးကချလို့ရတဲ့အနေထားတွေဖြစ်ပါတယ်။ဗီဒရီကတော့သူတို့နေအောင်တကယ်ကိုချစ်တူတွေဖြစ်နေပြီလို့သာယူဆနေကြတာဖြစ်ပါတယ်။ အခုလိုဒီနေ့အချိန်မှာဆိုရှယ်မီဒီယာမှာမင်္ဂလာဆောင်တပ်ပေါ်တချို့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။စီတူဝင်းနဲ့ဝင်းရမုံနိုင်တို့ရဲ့စုလျာရစ်လျာမင်္ဂလာပုံရိပ်တွေကပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။စုလျာရစ်ပတ်ခန္ဓာနဲ့ရိုးရအတိုင်းကျင်းပခဲ့တဲ့ပုံတွေဗီဒီယိုတွေကဇကားရိုက်နေရလေမဟုတ်တာကြောင့်တို့နှစ်ယောက်တကယ်လက်ထပ်သွားပြီလို့ထင်သွားစေတာပါ။ဒါပြလက်ထက်နေကြတဲ့ပုံတွေထဲမှာစီတူဝင်းနဲ့ဝင်းရမုံနိုင်ကအရင်ကလိုက်ဖက်ညီခဲ့တာပါ အခုနောက်ပိုင်းမှာအမှုပညာရှင်တွေကလည်းလက်ထက်ဝဲကျင်းပါပြီဆိုရင် အတိမပြေပဲတိတ်တခိုးတာကျင်းပါကြတာဖြစ်ပါတယ်လက်ထက်ဝဲကျင်းပါတဲ့ပုံတွေပြန့်နှံ့လာမှသာလက်ထက်လိုက်ပြီးဆိုပြီးတော့သိရတာပါတမဲစီသူဝင်နဲ့ဝိယမုံနိုင်တို့နေရာကတော့ ပိတ်တရရဲ့ထင်နေကြသလိုလက်ထက်သွားခဲ့တာမဟုတ်ပါဘူး။နှစ်ယောက်သားကတကယ်ပဲလက်ထက်သွားတာမဟုတ်ပဲရှိုးပဲရှောက်ပေးခဲ့တာဖြစ်ပါတယ်။ Wedding Fresh Show ပွဲတစ်ခုမှာမြမရိုးရဆွေလျာရပန်းအခမ်းအနားနဲ့သူတို့အသားနဲ့သူတို့သမင်းလက်ထက်တာကိုခင်ကျင်းပြသခဲ့ရပါ။ အခုဆိုရင်စီတူဝင်နဲ့ဝင်းရမုံနိုင်တို့နှစ်ယောက်ကဆူလျာရပန်မင်္ဂလာပွဲရဲ့သူတို့သားနဲ့သူတို့သမီးနေရာမှာမော်ဒယ်လုပ်ပြကြတာဖြစ်ပါတယ်။ပီတာရဲ့သဘောတူထားတဲ့အမှုပညာရှင်တွေဖြစ်တာမို့ပွဲစီစဉ်သူတွေကလည်းအခုတည်းရောဆောင်ခိုင်းတာဖြစ်ပါတယ်။ဒါမင်္ဂလာဆောင်ရဲ့ပုံရိပ်ကိုအကောက်တချို့အယူတင်ပြီးတော့ထင်အောင်ထင်မှားဖြစ်ကုန်အောင်လုပ်ထားကြတာပါ။ရှိုးပွဲမှာရိုက်စင်မှာပဲစီတူဝင်းကဝင်းရမုံနိုင်နဲ့မင်္ဂလာဆောင်တို့ဟန်ပြလုပ်ပေးရမှာဆိုပြီးတော့အတိပေးထားပြီးသားဖြစ်ပါတယ်။ စီတူဝင်းကလည်းဈေးကွက်ဝင်းမင်းသားတယောက်ဖြစ်အောင်ကြိုးစားနေတော့မှဝင်းရမုံနိုင်ရလေဇလံတွေးရင်းနဲ့ပြိတ္တရရဲ့အချက်ကိုရာယူပြီးတော့ဒူလိုချင်တဲ့ဗန်းနိုင်ကိုမြောက်ရှိသေးပါဘူး။ဒါကြောင့်မလို့သူတို့နှစ်ယောက်လုံးအနေနဲ့လက်ထပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်သေးပါဘူး။သူတို့နှစ်ယောက်အနေနဲ့လက်ထပ်ဖို့မစင်စားကြသေးပဲအမှုပြလုပ်တွေကိုသာကြိုးစားလုပ်ခိုင်းသွားကြအောင်ပါ။ဝင်းရမုံနိုင်ကခုလက်ရှိမှာဆိုရင် အမောင်းမြက်ဇလန်တွဲနဲ့ပြည်သူရဲ့တခဲနဲ့အပိဓာကိုခဏရတာဖြစ်ပါရယ်။ဒါကြောင့်မလို့အခြေရေးကိုလည်းမစင်စားသေးသလိုလက်ချက်ဖြစ်ဦးမှာမဟုတ်ဘူးလို့အတိပြုထားခဲ့တာပါ။ပြည်သက်ကြီးရောစီသူဝင်နဲ့ဝိယမုံနိုင်တို့ကိုအိမ်တော်ရဲ့အတွက်စင်စားစီချင်ကြပြီလို့ဆိုတာကွန်မန့်မှာရေးပေးခဲ့ပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရဆယ်လီနုပညာရှင်တို့အကြောင်းများကိုချိန်နဲ့တပြည့်ညက်တင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဘရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနှိပ်ထားပေးကြပါရှင်အဆုံးတရားပြီးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်